မြတ်စွာဘုရားကိုလာပြီးတော့ပြန်နေရလျှောက်မြတ်စွာဘုရားတဲ့မထင်ရှားတဲ့ယဟန်ငယ်လေးတပါမကြမ်းမမာဖြစ်နေလို့မြတ်စွာဘုရားကြွတော်မူပါအဲ့တော့မြတ်စွာဘုရားရဲ့စိတ်ထဲမှာဩယဟန်ငယ်လေးဆိုပါလားမထင်မရှားဆိုပါလားဩကရုဏာဖြစ်လာတာပေါ့နော်ဩငငယ်ရွယ်နဲ့ကျမကြီးဖောက်ပြန်တယ်ပြီးတော့ထင်ရှားကြော်ကြတဲ့ပုံကိုလည်းမဟုတ်အဲ့တော့မြတ်စွာဘုရားကြွသွားတယ် မထင်ရှားသောဆိုတဲ့စကားလေးငယ်သောဆိုတဲ့စကားလေးဟုတ်လားအဲ့ဒါလေးတွေပါမှတ်တမ်းတင်ထားတယ်ဒီသုတ်တန်ထဲမှာအဲ့ကြွတော့တဲ့အခါကျတော့ဟောတော်ရဟန်းလေးကမြတ်စွာဘုရားကြွလာတာမြင်တဲ့အခါကျတော့နေရာနေထပြီးတော့ဖဲပေးမယ်ပေါ့နော်အဲ့ဒါမြတ်စွာဘုရားမတင်တော်ဘူးတင်ရမကြမ်းမမဖြစ်နေကွာကိုချမ်းသာတယ်လို့နေငါဒီမှာခင်ထားတဲ့နေရာရှိတယ်အဲ့ဒီနေမှာငါငါထိုင်မယ်မြတ်စွာဘုရားထိုင်ထိုင်ပြီးတော့မြတ်စွာဘုရားဘလို့တော့ယောဂအခြေအနေတတ်တာရဲ့လားပြောရရင်ပုံမှန်ပြောရရင်အဲ့ဒီတိုင်းပေါ့နော် အဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားမတတ်တာဘူးဖေဟာယောဂဝိရဏအဲ့လိုဆိုလို့ရှိရင်တင့်ရဲ့စိတ်ထဲမှာနော်ဘလို့မြတ်နှလုံးမသားမယားမှုတွေရှိတယ်လေစိတ်မချမ်းသာတာဘာရှိလဲပေါ့လူမမာမေးပုံလေးနော်အဲ့တော့မြတ်စွာဘုရားတဲ့တပည့်တော်မှာနှလုံးမသားမယားမှုတွေအများကြီးရှိတယ်တဲ့ဒါဘာလို့စိတ်ဆင်းရဲနေရတာတော့ မင်းမှာတီလကိုကျင်တရားနဲ့ပတ်သက်ပြီးတော့ကိုကိုကိုဆွဆွဲနေသလားဆိုလိုတာကတီလမစင်ကြယ်လို့မြန်ကိုကိုကိုနောင်တနဲ့ပူးနေသလားလို့မေးတာအဲ့ဒါမြတ်စွာဘုရားတပည့်တော်တီလစင်ကြယ်ပါတယ်တဲ့တီလနဲ့ပတ်သက်ပြီးတော့တပည့်တော်ကိုတပည့်တော်ဆွဆွဲမှုမရှိပါဘူးတဲ့ဒီလိုပြောနိုင်ဖို့မလွယ်ဘူးနော်တီလနဲ့ပတ်သက်ပြီးတော့တပည့်တော်ဖြူရှင်တဲ့တန်ရှင်းတယ်တီလဖြူရှင်တန်ရှင်းမှလည်းကဲနေတီလနဲ့ပတ်သက်ပြီးတော့ကိုကိုကိုမဆွမဆွဲဘူးဆိုလို့ရှိရင်ဘာနဲ့ပတ်သက်ပြီးတော့မင်းကစိတ်မချမ်းမသာဖြစ်နေရတာတော့ အဲ့တော့အဲ့ဒီရဟန်းလေးကဘာပြောလို့ဆိုတော့မြတ်စွာဘုရားတဲ့မြတ်စွာဘုရားတရားဟောတာတီလဖြူရှင်ယုံမျှဟောတယ်လို့တပည့်တော်မသိဘူးတဲ့ဟောအဲ့တင်းပြောရနော်မြတ်စွာဘုရားတရားဟောခဲ့တာတွေကတီလဖြူရှင်ဖို့အတွက်ဟောခဲ့တာလို့တပည့်တော်မသိဘူးတဲ့ဟာအဲ့လို့ဆိုရင်ငါတရားဟောခဲ့တာတွေကဘာအတွက်ဟောတာလို့မင်းကသိထားတာတော့အဲ့တော့အဲ့ဒီရဟန်းလေးကဘာလျှောက်တယ်ထင်တော့ မြတ်စွာဘုရားတရားဟောတာတွေဟာယာကကင်းဖို့အတွက်ဟောခဲ့တာလို့တပည့်တော်သိထားတယ်တဲ့ဟောဒီဟာကိုဘုမောကောင်းကောင်းနားလည်စီရင်နော်သောသောကတင်ညာဆန္ဒပါဖို့ရှင်ခုနှစ်ပါပေါင်းရတဲ့အခါမှာယောဂပြောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့လောက်ရမှာမဟုတ်မြတ်စွာဘုရားဖြစ်စီခြင်းတာမြတ်စွာဘုရားဟောတဲ့တရားတွေအားလုံးရဲ့အဓိကရည်ရွယ်ချက်ကပါလေယာကကင်းဖို့တဲ့အာယုန်ရဲ့ပုံမှာဆွဲမဲ့တဲ့ကာမယာကကာမအာယုန်ရဲ့ပုံမှာဆွဲမဲ့မှုကာမယာကဟုတ်လားဘဝရဲ့ပုံမှာဆွဲမဲ့မှုဘဝယာက ဒီလိုຢာကဆိုတဲ့ဆွဲမဲ့မှုတွေကင်းဖို့အတွက်မြတ်စွာဘုရားတရားဟောခဲ့တာလို့တပည့်တော်သိထားတယ်နားလည်ထားတယ်ဗျာတဲ့ဆိုလိုတာသူ့မှာຢာကမကင်းသေးတဲ့အတွက်ကြောင့်သူ့စိတ်ထဲမှာຢာကကင်းကျင်နေရောဂါလည်းဖြစ်နေတယ်အဲ့ဒါသူ့စိတ်မချမ်းသာအဲ့တော့မြတ်စွာဘုရားတာဓုခေါ်တယ်ဟုတ်တယ်တဲ့ငါဟောခဲ့တဲ့တရားတွေဟာຢာကကင်းဖို့အတွက်ဟောခဲ့တာတီလဖြူစင်ဖို့အတွက်ဟောခဲ့တာမဟုတ်ဘူးလို့တော့ဆိုလိုတာမဟုတ်ဘူးနော်ဆိုလိုတာဒီနေရာမှာအဓိကနဲ့တာမင်ညကိုဘုံဘုံတို့ခွဲပြီးတော့နားလည်ဖို့လို့လေ မြတ်စွာဘုရားဟောခဲ့တဲ့တရားတွေဟာအဓိကပါလေ။ယာကကင်းဖို့အတွက်ဟောခဲ့တာပါလေ။အဲ့ဒါနဲ့မြတ်စွာဘုရားသူ့ကိုမေးတယ်။အေးအဲ့လိုဆိုရင်အဲ့ဒီမှာစတရားဟော။ဒီမျက်စိဆိုတဲ့သဘောတရားသိတယ်ဆိုတာကိုယ်ခန္ဓာကိုယ်ကြီးအကြောင်းကိုသိတာကိုပြောတာနော်။အဲ့တော့ခန္ဓာကိုယ်ကြီးအကြောင်းကိုစပြီးတော့မြတ်စွာဘုရားဝေဖန်တာမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့ဒီအာယတနာ၆ပါးအစု၆စုကနေအဲ့ဒီရှုတော့ကနေချင့်ကပ်ပြီးတော့ဝေဖန်ပါ။ ခန္ဓာ၅ပါးရှုတော့ကဝေဘာနာလည်းရှိတယ်နော်ယုတ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဟုတ်လားအခုကပါတော့မျက်စိနာနာလျာကိုရှိတ်ဒါလည်းပဲအစုအဝေးကြီးမနှခုတော့6ခုဟုတ်လားအဲ့ဒီမှာမျက်စိကစပြီးတော့မေးတယ်နော်စက္ကုံဝါနေစက္ကုံနေဆံဝါအနေဆံဝါဒီအနေဆံဗန်ဒီအချောက်ဝင်နော်ဒီစကားလေးတွေအနတ္တလက္ခဏာတုံးပါမျက်စိကမြဲတဲ့တရားလားမမြဲတဲ့တရားလားလို့မမြဲပါဘူးဖေဟာဟောရမဏနေဆံဒုက္ခဝါတန်ဒုက္ခဝါဒီဒုက္ခဗန်ဒီဟောမမြဲတဲ့တရားဟာ ရှင်ရဲလားချမ်းသာလားတခုချင်းစစ်တယ်နော်မြတ်စွာဘုရားမမြဲဘူးဆိုမှတော့ဒါအကောင်းမဟုတ်ဘူးပေါ့နော်ရှင်ရဲတယ်ပေါ့ယမနာနိစ္စဒုက္ခဝိရိနာမတ္တမကလန္နုတ္တသမနုပတိတံဧတမမဧသောဟမတမိဧသောမေအတ္တာတိနောဟေတံပန္တိကြားရတယ်မို့လားဒီစကားလေးတွေအနတ္တလက္ခဏာတုတ်ပေါ့နော်မမြဲသောရှင်ရဲသောဖောက်လွဲဖောက်ပြန်ဖြစ်တဲ့တော့ဒီမျက်စိကိုဒါဟာငါပဲဒါဟာငါဥစ္စာပဲဒါဟာငါအတ္တပဲလို့ လွယ်လွယ်မာမာမှတ်ယူခြင်းကတင့်မမလားတဲ့မတင့်ပါဘူးပေါ့ဟောဒီဟာလေးကိုပြန်ပြီးတော့ဖုံဖုံပြောမယ်နော်မျက်စိကိုအရင်ရှင်းတယ်ကိုယ့်အကိုအလုံးလုံးတဲ့ခါမှာလဲအဲ့လိုလေးလှုပ်ကြည့်ခန္ဓာကိုယ်6ပုံပုံပြီးတော့လှုပ်ကြည့်တပုံချင်းလှုပ်ကြည့်ဟုတ်လားမျက်စိကမမြဲဘူးမမြဲဘူးဆိုရင်ကောင်းလားအဆိုးလားအဆိုးပေါ့ဆင်းရဲလားချမ်းသာလားဆင်းရဲပေါ့နော်မြဲလည်းမမြဲဘူးဆင်းလည်းဆင်းရဲတယ်ဘောက်လည်းဘောက်ပြန်လည်းဖြစ်တတ်တယ်ဆိုရင်ဒါကြီးကငါ့ဟာပဲဒါကြီးကငါ့ဥစ္စာပဲဒါကငါ့အတ္တပဲလို့မှတ်ထင်စရာအကြောင်း မရှိဘူးတဲ့ဒါတဘာဝတရားတက်တက်လို့နားလေရမှာအဲ့ဒါ6မျိုးလုံးမြတ်စွာဘုရားအသေးစိတ်သူ့ကိုရှင်းပြတယ်အဲ့လိုရှင်းပြပြီးတော့ဒီလိုသာမှန်မှန်ကန်ကန်သိမယ်ဆိုလို့ရှိရင်ဒီမျက်စိနာနာလျာကိုရှိတ်လို့ဆိုတဲ့ဒီ6စုနဲ့စုဝေးထားတဲ့ဒီခန္ဓာရဲ့အပေါ်မှာဒီပုဂ္ဂိုလ်ဟာညင်ွေးလိမ့်မယ်ဆွဲမမှုကင်းလိမ့်မယ်လူရင်းပြောရရင်မညံဖုန်ညာရိုက်ပဲနောက်ဆုံးရဟနာဖြစ်ပြီးတော့ငါလွတ်မြောက်သွားပြီနောက်ထပ်လှုပ်ရှားအလုပ်မရှိတော့ဘူးဟောဒီအထိသူဟာ ဆက်ရောက်သွားလိမ့်မယ်ပေါ့နော်အဲ့ဒါလိုလဲဟောလိုက်ရောအဲ့ဒီရဟန်းတော်လေးကတောတပတိမညံဆိုတဲ့ညံအလင်းတက်ကိုရရဲ့ယောဂလည်းပျောက်သွားပုံရပါတယ်ဟုတ်လားဒါပေမဲ့လို့ပထမကိလနာတုတ်တံပေါ့နော်နောက်ဒုတိယကိလနာတုတ်တံကြတော့သူကအဲ့လိုပဲရဟန်းငယ်လေးတစ်ပါးပဲအတူတူပဲပုံစံတူကလေးပေါ့အဲ့ဒါမြတ်စွာဘုရားမထင်ရှားတဲ့ရဟန်းငယ်လေးတစ်ပါးမကျမ်းမှာဖြစ်တယ်လပင်းတော့ကြွားသွားတယ်အဲ့ဒါဟိုရောက်တဲ့ခါကျတော့စောစောအလိုပဲမေးတယ်တက်တာရဲ့လားမသက်တာဘူးဗျာ ဒါနဲ့ရင်မင်းဘာစိတ်မချမ်းသာရှိတော့မစိတ်မချမ်းသာမှုတွေတော့အများကြီးပဲဘာဖြစ်လို့စိတ်မချမ်းသာတာတော့သီလပျက်စီးလို့လားသီလနဲ့ပတ်သက်ပြီးတော့ကိုယ်ကိုဆွဆွဲနေလားမဟုတ်ဘူးအဲ့လိုဆိုရင်ဘာကြောင့်လို့ဟောအဲ့ဒီမှာ तू ပြောတာလေးနည်းနည်းကွဲလွဲမှုရှိသောတော့ယဟန်လေးကတော့မြတ်စွာဘုရားတရားဟောတာဟာယာကကင်းဖို့အတွက်ဟောတာလို့တပည့်တော်သိထားတယ်အဲ့လိုပြောခဲ့တာနော်အခုဒီယဟန်လေးကတော့ဘာပြောတော့မြတ်စွာဘုရားတရားဟောခဲ့တာတဲ့ဥပါဒံကင်းဖို့အတွက်တရားဟောခဲ့တာလို့တပည့်တော်နားလည်ထားတယ်တဲ့အစွဲဥပါဒံနဲ့ ုတ်လားအစွဲဥပါဒံဥပါဒံ၄မျိုးတောင်ရှိရဲ့နော်အဲ့ဒါလည်းပဲဟိုအသေးစိတ်ကလေးတရားတစ်ပုဒ်ဟောစရာကောင်းတယ်ဥပါဒံ၄ပါးဟုတ်လားမွေရနဲ့ဖားကိုကြိုက်ထားတယ်ဘလို့မှမလွတ်ဘူးအဲ့လိုပဲအာယုံစိတ်ကဖမ်းယူထားတာမလွတ်နိုင်ဘူးနော်ဥပါဒံရဲ့ဥပမာလေးကိုအဲ့လိုစံစာလေးထဲမှာပြောတယ်ဟုတ်လား